တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA ကစစ်တပ်အာဏာသိမ်းမှုကြောင့်စက်ကုံစုပ်တစ်ခုဖြစ်ရောက်သွားပြီလို့ကရင်မျိုးသားစည်းရုံး KNU ပါဝင်တဲ့တိုင်းရင်းသားတော်လှန်ရေး6ဖွဲ့ကဒီနေ့အောက်တိုဘာ23ရက်မှာပူတွေသဘောထားထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီထုတ်ပြန်ချက်မှာ NCA အမြေခံစစ်ကောင်စီကျင်းပမဲ့10နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားကိုမတက်ဖို့ဟန်ပြလုပ်ငန်းစဉ်မှာပူပေါင်းပါဝင်တာမလုပ်ဖို့တိုက်တွန်းထားပါတယ်။တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ကစစ်အုပ်စုနဲ့ထိတွေ့ဆက်ဆံပြီး NCA နှစ်ပတ်လည်ပွဲအတွက်ပူးပေါင်းဆောင်ရွက်နေခြင်း။ NCA လက်မှတ်ရေးထိုးရမှာပါဝင်ခဲ့တဲ့အဖွဲ့10ဖွဲ့တွေက6ဖွဲ့ကအခုလိုသဘောထားကြီးညာခဲ့တာဖြစ်ပါတယ်။အဲ့ဒီတပ်ဖွဲ့6ခုကတော့ KNU ၊ချင်းအမျိုးသားတပ်ဦး CNF ၊မြန်မာနိုင်ငံလုံးဆိုင်ရာအကြောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ၊ပအိုးအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ၊လာဟုဒီမိုကရက်တစ်အစည်းအရုံး LDU ၊မွန်ပြည်သက်ပါတီဆရာနာရှင်တိုက်ဖြတ်ရေး NMSB AD တို့ဖြစ်ပါတယ်။ အဲ့ဒီတဲက KNU, CNF, ABSDF နဲ့ PNLO တို့ကတခြားတိုင်းရင်းသားအဖွဲ့၄ဖွဲ့နဲ့အတူ2015အောက်တိုဘာ15ရက်မှာ NCA လက်မှတ်ရေးထိုးခဲ့တာပါ။ NMSB နဲ့ LDU တို့ကတော့2018 February 23ရက်မှာ NCA လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။2021စစ်အာဏာသိမ်းမှုက NCA စာချုပ်ရဲ့အနှစ်သာရအခြေခံမူတွေနဲ့ရည်မှန်းချက်တွေကိုပြောင်ပြောင်တင်းတင်းဖြည့်ဆည်းလိုက်တာဖြစ်တယ်လို့ NCA အကောင့်ထယ်ဖော်မှုလုပ်ငန်းစဉ်လဲရပ်ဆိုင်သွားပြီး စက်ကူစုပ်တစ်ခုအဖြစ်ရောက်ရှိသွားစေတယ်လို့ဒီနေ့ပူတွဲကြေညာချက်မှာဖော်ပြထားတာပါစစ်အုပ်စုရဲ့ NCA ဟန်ပြလုပ်ငန်းစဉ်မှာပါဝင်တာကမြန်မာနိုင်ငံနဲ့ဒေသရင်းမတည်ငြိမ်မှုကိုဖန်တီးနေတဲ့စစ်အုပ်စုကိုထောက်ခံရာရောက်နေတယ်လို့တိုင်းရင်းသားတပ်ဖွဲ့တွေကသတိပေးပါတယ်ဒါကြောင့် NCA လက်မှတ်ရေးထိုးတာ10နှစ်ပြည့်အခမ်းအနားကိုမတက်ရောက်ခြင်းဖြင့်ပြည်သူလူထုနဲ့အတူရည်တည်ကြောင်းပြသကြဖို့ UN ASEAN နဲ့နိုင်ငံတကာအသံတမန်တွေကိုတိုက်တွန်းထားပါတယ်ဒီကြေညာချက်ရဲ့ပြောရေးဆိုခွင့်ရှိသူနိုင်ကောင်းစကားကလည်း ခုလောလောဆယ်သူတို့ရဲ့စစ်အုပ်ချုပ်ရေးတရားဝင်မှုရအောင်ဆိုပြီးဟန်ပြပွဲလုပ်တယ်လို့ပဲမြင်တယ်။သူတို့ရဲ့တရားဝင်မှုအတွက်စစ်အုပ်ချုပ်ရေးအတွက်ဒီလိုမျိုးပုံစံအမျိုးမျိုးနဲ့လုပ်နေတဲ့ပွဲတွေကိုတက်ရောက်ခြင်းဟာဒီစစ်အာဏာရှင်စနစ်ကိုသက်ဆိုးရှေ့ဖို့ကိုပဲဥတီယာရောက်မယ်လို့ကျွန်တော်တို့ကအဲ့ဒီလိုမြင်ပါတယ်ဆိုပြီးပြောကြားထားပါရရှင်။